ဘုရောဒသမီးတို့ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါနော်။ဘုရောဒသမီးများအတွက်အပတ်စဉ်ကျွန်တော်တို့တောက်တန်နေညနေ6:00နာရီဆိုရင်ပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကြေပွင့်တဲတော်နမိတ်ဖြစ်ပါတယ်။ပြီးရတဲ့အပတ်ဒီတော့ကျွန်တော်အနေနဲ့မားမလန်နိုင်တဲ့အတွက်ဒီတစ်ပတ်မှာရိုက်ကူးကြီးရောတင်ပေးရခြင်းဖြစ်ပါတယ်။အဲတော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်တို့ဟောစရံလေးတွေပါနော်ဆက်ပြီးတော့ဟောပေးမှာဖြစ်ပါတယ်။အဲ့တော့ဘုရုသာသမီးတွေတွေ့ကြတဲ့တေရနမိတ်ကဆိုရင်ဒါနမိတ်ပေါ့နော်ဒါနမိတ်အ ဓာနမိတ်ကကြတော့သူကဒီနမိတ်ထဲမှာဓာလေးလက်နမိတ်ပေါ့ဓာလေးလက်နမိတ်ကကြတော့ရံပွဲရံပွဲနမိတ်ဖြစ်ပါတယ်အဲ့တော့ဘောဓုသာသမီးတွေကမမျှော်လင့်မဲ့နဲ့အတိုက်ခံလေးတွေတုံတက်တယ်အနောက်ကျက်ကလေးတွေတုံတက်တယ်ရံလေးတွေဖြစ်တော့ပါနော်အဲ့တော့အလုပ်လုပ်တဲ့နေရာမှာလည်းပဲအလုပ်တဲ့အလျောက်စီးပွားရေးလုပ်ရတဲ့အခါမှာလည်းစီးပွားရေးအလျောက်အမျိုးလင်းမဲ့နဲ့အပူထစ်ကလေးတွေအကဲကလေးတွေပြဿနာလေးတွေကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ် တရားဝယ်လို့ရင်းတဲ့စကားအများရတတ်တာလို့။နောက်ငွေပေးငွေယူလို့ရင်းတဲ့တရားနဲ့တရား။အာခြေနေတင်းမာမှုလေးတွေတွန်းရတာမျိုးတွေဖြစ်တတ်တယ်။နောက်အလုပ်ထဲမှာဆိုရင်လည်းအလုပ်ထဲမှာစိတ်မောလူမော ဖြစ်ရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အဲ့တော့ဒီချိန်မှာတော့ကိုမတိမဲ့နေလောက်ခံရတတ်တဲ့အချိန်ကာလပါ။အလုပ်မှာပေါ့နော်အဓိကတော့စီးပွားရေးအလုပ် စီဝိုင်းနဲ့ပတ်သက်တဲ့အလုံးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာမတိမဲ့မြင်အလုံးခံတတ်တဲ့အခြေကာလဖြစ်ပါတယ်။အဲ့ဒါလေးတော့နည်းနည်းသတိထားဖို့လိုအပ်တာပေါ့နော်။ဟွန်း။နံပါတ်၄ကကြတော့ကျွန်တော်တို့ဆွေးမျိုးသားချင်းနဲ့ပတ်သက်တာပေါ့။ဆွေးမျိုးသားချင်းနဲ့ပတ်သက်တဲ့အကံကြမ္မာမှာကြတော့ပီရိုကတ်ကကြတော့အေဂရီဆိုတဲ့နာမည်ကြတယ်။အေဂရီကတ်ကကြတော့ကောင်းတာပါ။အဲဒီကဩဇာအာဏာကိုညွန်ပြတာ။အဲဆွေးမျိုးသားချင်းတွေကိုကိုယ်အားစကားပြောဆိုရတဲ့ကိစ္စတွေအောင်မြင်နိုင်တယ်။ စေဝါးခြင်းနဲ့ကိုလည်းစကားပြောဆိုခြင်းကိစ္စတွေအကူအညီပေးခြင်းကိစ္စတွေဆက်လူဆေးရလုပ်ငန်းတွေအဖက်ဖက်ကနေပြီးတော့အစဉ်ပြေခြင်း၊ကံကောင်းခြင်း၊စိတ်ချမ်းသာပျော်ရွှင်ခြင်းတွေကြုံမယ်တဲ့စေဝါးခြင်းနဲ့ပတ်သက်တော့ကောင်းပါလူမှုရေးနဲ့ပတ်သက်တဲ့ကံစားတာတဲ့တော်တော်ခွဲပလားနဲ့လေးလုံးပေါ့လေးလုံးကတော့ကောင်းသောနမိတ်ပါပဲအဲလူမျိုးရောအကြောင်းပြပြီးတော့စိတ်ချမ်းသာမယ်လူကြည့်လူကင်များမယ်ပေါင်းစင်းဆက်ဆံရေးတွေအစဉ်ပြေမယ် ဒီကလာမှာနည်းနည်းသတိထားစရာတော့လူတွေကိုနည်းနည်းစိတ်ကုံနေတာမျိုးတွေဗုဒ္ဓဘာသာမြင့်တွေမှာဖြစ်တယ်လူတွေကိုစိတ်ကုံတဲ့အခါကျတော့လူတွေနဲ့မတွေ့ချင်ဘူးမဆက်ဆံချင်ဘူးပေါင်းသင်းဆက်ဆံရေးတွေမလုပ်ချင်ဘူးသူတို့ကအခွင့်အရေးကိုနည်းဘလောက်ပဲရနေပါစေတဲ့လူမှုရေးကဏ္ဍတွေမှာစိတ်မောလူမောအဲ့လိုမျိုးလေးတွေဖြစ်နေတာမျိုးလေးတွေကြောင်းရတာပေါ့နော်အဲ့တော့လူမှုရေးကဏ္ဍတွေမှာတော့နည်းနည်းစိတ်ပါဝင်စားမှုလေးတွေပြန်ရှိပါအကျိုးပေးပါလိမ့်မယ်လို့ပြောရမှာပေါ့ နောက်ငွေကြေးနဲ့ပတ်သက်တဲ့ကန္တာရတို့ဒုံ၃ချောင်းနှမိတ်ကြတယ်ဒုံ၃ချောင်းနှမိတ်ကကြတော့အင်မတန်မှကောင်းပါငွေကြေးကိုအကြောင်းပြပြီးတော့အဆင်ပြေမယ်စိတ်ချမ်းသာမယ်စိတ်ပျော်ရွှင်ရမယ်ကံကောင်းမယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့အကျိုးစီးပွားတွေဖြစ်ထွန်းတတ်တယ်ကိုလောက်ကင်ဆောင်နေတဲ့အယောင်ဝယ်ကြောင်းပဲဖြစ်ဖြစ်ပွဲစားလုပ်ငန်းစသည်ဖြင့်အဲ့ဒီကိစ္စနဲ့ပတ်သက်တော်တော်လေးကောင်းနေလို့ပြောမှဖြစ်ပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်ရင်ဘုရောဥဒသမီးတွေတော်တော်လေးကောင်းပါတယ် အဲ့ကျမ်းမာရေးကျမ်းမာရေးလည်းကောင်းပါတယ်မဆိုးပါဘူးနော်ဘုရုဒသမီးတွေလည်းကျမ်းမာရေးနဲ့ပတ်သက်တဲ့ကံလာတာကောင်းတယ်။နောက်တစ်ခုကဗာလဲဆိုတော့အလုတ်အင်မရန်လုတော့ကြောင်းနဲ့ကျမ်းမာရေးမှာပန်းသောယောဂါဖြစ်တတ်တယ်တဲ့။အလုတ်ပင်မနာပေါ့နော်။အဲ့တော့အားစေးလေးဗာလေးသွင်းပေါ့တက်တောင်တက်တာလေးလှုပ်ပါအနားယူပါ။အဲ့ပညာရေးနဲ့ပတ်သက်တဲ့ကံလာတာမှာကျတော့တော့တဲ့ကမ္ဘာလောကနမိကြတယ်ကမ္ဘာလောကဆိုတာအင်မရန်မှကောင်းပါ ပညာရေးကံသာတာတွေကောင်းတယ်၊သင်တန်းနဲ့ပတ်သက်တဲ့ကံသာတာတွေကောင်းတယ်၊စောင်းဝဲဖြည့်ဆို့ခြင်းနဲ့ပတ်သက်ပြီးတော့အောင်မြင်မယ်။ဘာသာရေးအတိတ်တန်တွေဝင်ပြမယ်၊ခရီးတရားလုပ်တွေပို့ပြီးတော့လုပ်ဖြစ်မယ်။အချင်းအိမ်တော်ရင်းနဲ့ပတ်သက်ရင်သူကကြတဲ့နမိတ်ကကြတော့နှလုံးသားမှာဓာတ်သုံးလက်စိုက်တဲ့နမိတ်ကြတာပေါ့။ဒီနမိတ်ကကြတော့နည်းလေးကောင်းမှာ။မကောင်းဆိုတာတခြားလူကြောင့်မကောင်းတာမဟုတ်ပါဘူး။ကိုယ်ကြောင့်မကောင်းတာပါ။ကိုယ်မှာသုံးဝင်ဆိုင်ဇလန်းတွေဖြစ်တတ်တာပေါ့နော်။ တုံးမနိုင်ဇလန်းတွေဖြစ်တတ်တယ်လှေနံနှစ်ဖက်နင်းတဲ့ဖြစ်ပျက်တွေတွန်းအပ်တယ်ဒါကြောင့်အခြေအနေနဲ့ပတ်သက်ရင်ကန်နနဲ့စိတ်ညစ်ရတော့အဲ့ပြဿနာလေးပဲရှင်းနေရတာမျိုးလေးကျုံအပ်တတ်ပါတယ်နည်းနည်းသတိထားပါအဲ့တော့ဒီကလာမှာကျွန်တော်တို့ဘောရူသားသမီးတွေလို့စီပွားရေးအလုပ်အကိုင်ကြံတီတွေလုပ်ရင်ကောင်းမလားမကောင်းဘူးလားလုပ်တင်လားမလုပ်တင်ဘူးလားဆိုရင်လုပ်ရင်ကောင်းပါတယ်လုပ်လဲလုပ်တင်ပါတယ်မမျှော်လင့်မဲ့နဲ့အဖြစ်ပေါ်တတ်တာလေးကိုတော့နည်းနည်းသတိထားဖို့လိုအပ်ပါတယ် Hello အဲ့တော့ကျွန်တော်တို့ဘောရိုသားသမီးတွေအတွက်အကျိုးပေးတယ်ကံကောင်းစေတဲ့အရာဆိုရင်အဝါရောင်နဲ့အဖြူရောင်နဲ့ကောင်းပါတယ်နော်အကျိုးပေးတယ်ကနန်းပေါ့အဲ့ဒါတော့ငါးကနန်းနှစ်ကနန်းဖြစ်ပါတယ်မြတ်စွာဘုရားအရှင်ကိုရောမြတ်ကြီးကိုမောဟင်ခါမောဟင်ခါဆိုတော့ငါးစာနှစ်ဆုံးပေါ့နော်မောဟင်ခါကဲလို့ပူဆိုပြီးတော့စတောင်းမှာအញ្ញံခိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှဖြစ်ပါတယ် ကာဗောဒောသားသမီးတွေတွေကျွန်တော်တို့ဟောစရန်ဟောပီတင်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေယူရောမင်္ဂလာချမ်းကိုဗောဒုံးလေးရလွဲပြီးတော့မိသူမဆိုလွတ်လွတ်လပ်လပ်နဲ့လာပြီးတော့ယေရေယာတွေပြုလုပ်နိုင်ပါတယ်ယေရေယာကြီးပါကြီးညာကြီးတက္ကသချမ်းမမြူပါဘူးမြစ်တာတက်တဲ့စေရနာတက်တဲ့နဲ့အခမဲ့ယေရေယာဆောင်ရပီတင်ဖြစ်ပါတယ်နော်နောက်တစ်ခုကကျွန်တော်တို့အကြောင်းမျိုးနဲ့ကျွန်တော်တို့ယူရောမင်္ဂလာချမ်းကိုမလာနိုင်တဲ့သူတွေမလာရောက်နိုင်တဲ့သူတွေကတော့ အာ39692395လုံးခုနဲ့အဲ39692399အဲ့ဒီဖုန်းနံပါတ်ရဲ့ Viber နေပြီးတော့ဆက်သွယ်နိုင်ပါတယ်။ဘွားဆရာမင်းကရဲ့အဆောင်ရည်ရာပစ္စည်းလေးတွေအလို့ရှိတဲ့သင်လဲဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်။နောက်ကိုယ်တိုင်ဗီရင်သင်ခြင်းနဲ့လောကီပညာတက်ပညာတွေသင်ယူခြင်းနဲ့ဗီရင်သင်တန်းတွေတက်ခြင်းနဲ့သင်လဲအခြေခံအဆင့်သင်တန်းတွေကိုလစဉ်တစ်ရက်နေ့ နော်တရက်နေ့ကနေပြီးတော့၈ရက်နေ့အထိတင်းတန်းနေမှာလာပြီးတော့တက်ရောက်နိုင်ပါတယ်တင်းတန်းကြီးဗာဒီနာကြီးပြည့်ရမလို့ပါဘူးကျွန်တော်တို့အယူတော်မင်္ဂလာချံကတာဝန်ယူမှာပါနော်စရိတ်ငိမ့်ပါစားဖို့လည်းမပူအောင်တောက်ဖို့လည်းမပူအောင်နော်တင်းတန်းနေတင်းတန်းနေလာတက်လို့ရပါတယ်ပြည်ပြည်များလေးကိုတစင်ပြီးစင်ကောင်းကောင်းမွန်မွန်တက်မြောက်သွားတဲ့ဒီကျွန်တော်တို့ဆက်လက်ပြီးတော့ပညာဒါနတင်းတန်းနေဇက်တိုက်အဖွင့်ပေးသွားမှာဖြစ်ပါတယ် ကျွန်တော်ရဲ့မိစေဗုဒ္ဓဘာသာမီအပေါင်းလည်းကိုကြမှာစိတ်ချမ်းသာလူရဆန္ဒပြပါစေအစာရစာပေါ်ကျွယ်ဝပါစေလို့ဆုတောင်းမေတ္တာများလိုက်လိုက်လဲလဲပို့သလိုက်ပါတယ်ကျွန်တော်ရဲ့မိစေတွေကိုကျွန်တော်တို့ယူရောမင်္ဂလာချမ်းနေပြီးတော့ကောင်းမြတ်တဲ့သတင်းစကားလေးတွေပါနေပါတယ်နံပါတ်၁ကကျွန်တော်ယူရောမင်္ဂလာချမ်းကိုဗုဒ္ဓဘာသာလွှဲတန်လေးရဒီမှာပေးရမစီဖွင့်ပါပြေဆုံးမှုလွတ်လွတ်လပ်လပ်လာပြီးတော့ရရရာပြုတ်လုပ်နိုင်ပါတယ်။ယူရောမင်္ဂလာချမ်းဆိုရင်တော့ရရရာကြီး ခါချင်းငွေတပြားတစ်ချက်မှမယူဘဲနဲ့မေတ္တာသက်သက်စေတနာသက်သက်နဲ့ဆောင်ရွက်ပေးနေတဲ့ရေရာအောင်မြင်ပဲဖြစ်ပါလေ။နောက်တစ်ခုကတော့ကျွန်တော်တို့အကြောင်းမျိုးမနဲ့ကျွန်တော်တို့ယူရောမင်္ဂလာချမ်းကိုမလာရောက်နိုင်တဲ့သူတွေဥမာရဲဝေးရသူတွေအော်နိုင်ငံတိုင်းပြည်သူတွေဆိုရင်တော့ကျွန်တော်တို့ Fiber online ကနေပြီးတော့ billing မေးချင်တယ်ဆိုရင်မေးလို့ရပါတယ်နော်။ online ကနေပြီးတော့အာ billing မေးတဲ့အခါတနစ်စာ hostran အပြင် ဒီလိုအသိစီလိုတဲ့အကြောင်းကိစ္စတွေအားလုံးကိုကျွန်တော်တို့ဟုတ်တယ်မှာထည့်ပြီးတော့ဟောပီတာဖြစ်ပါလေ။တရားရသောအဆောင်ရတရားကိစ္စလေးတွေအခုညီလိုချင်တဲ့သွင်လဲ။အာဘိုက်ဘာနေပြီးတော့ယင်းနေနေနွေနွေတွေ့တွေ့နဲ့ဆက်လက်အခုညီတောင်းခံနိုင်ပါလေ။နောက်ဘာဆရာကြီးမင်းသင်္ကရဲ့ជីပရပတိလေးတွေ။နောက်ဝါစိန်နေအဆောင်လက်ပတ်လေးတွေ။အင်းစမဖျောင်းနိုင်လေးတွေစသည်ဖြင့်ပေါ့နော်။အဆောင်ရတရားပြည်တိလေးတွေအလိုရှိတယ်ဆိုရင်လည်းမာယူနိုင်ပါလား။ ။နောက်တချို့ကြတော့ကိုယ်တိုင်ဗီရင်တက်ချင်တာပေါ့နော်။ဗီရင်တင်ချင်တာ။ဗီရင်တင်ချင်တယ်ဆိုရင်ကျွန်တော်တို့ယူတော်မင်္ဂလာချမ်းမှာ လားစဉ်လာတိုင်းတင်နှန်းရှိပါတယ်။တရက်နေ့ရနေ့ဆယ်ရက်နေ့အထိအခြေခံအဆင့်တင်နှန်းကိုစပြီးတော့တင်နှန်းစတက်နိုင်ပါလား။ပြန်ကြေးပါသေးညာလေးတပြားချက်မှာ ပြည်စရာဘလိုပါစာဝင်နေရစပြီးတော့ကျွန်တော်တို့တာဝန်ယူပါတယ်ဒါပြညာဒါနအခမဲ့တင်နှံဖြစ်ပါတယ်ခြံမှာတော့ကျွန်တော်တို့ခြံမှာတော့ ဆည့်ရတာကာလလာပြီးတော့နေထိုင်ရမှာဖြစ်ပါတယ်နော်